င်္ဂလာပါခင်ဗျာရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပြည်ပရောက် MG ကျမရေးနေပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးဟာမိခင်မြန်မာနိုင်ငံအတွင်းကိုအပြေးပြန်လဲအခြေချပြီးပြည်သူလူထုရဲ့ကျမရေးနေပညာရေးဆိုင်ရာတွေအတွက်လှုပ်ဆောင်နေပြီဖြစ်တယ်လို့ MG ကအတိအကျပြောဆိုထားပါတယ်။ချင်းပြည်နယ်မှာဗမော်မျိုးတိတ်တိုက်ပွဲအပြင်းအထန်ဆက်တိုက်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့အသေးအံခုခံနေရတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ပြပါစုံတင်ဆက်ပေးခြင်းတဲ့တင်ကတော့ပြပရောက် NG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးဟာမိခင်မြန်မာနိုင်ငံအတွင်းကိုအပြစ်ပြန်တဲ့အခြေချပြီးပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာတွေအတွက်လှုပ်ဆောင်နေပြီဖြစ်တယ်လို့ NG ကအတိအပြုပြောဆိုထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်ခေတ်သစ်တရင်ဌာနကနေအခုလိုပြပကနေမိခင်နိုင်ငံအတွင်းပြန်ရောက်နေတဲ့ NG ဝန်ကြီးတဦးအနေနဲ့မိခင်မြန်မာနိုင်ငံကိုအိမ်ပြန်ခဲ့တဲ့အကြောင်း NG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးစီမှတ်ချက်ပေးဖို့ဆက်သွယ်ခဲ့ရမှာတော့ဒေါက်တာဇော်ဝေဆိုးအိမ်ပြန်ခဲ့ပြီလို့ပြန်လည်ဖြေဆိုထားသလို ပြည်ပကိုပြန်လဲထွက်ဖို့မရှိဘူးလို့လည်းမှတ်ချက်ပြုပြောဆိုထားပါတယ်။လက်ရှိမှာတော့ပြည်ပရောက်နေတဲ့အန်ဂျီပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာစောဘေဆိုးဟာမြန်မာနိုင်ငံအတွင်းကိုအပြီးပြန်လဲဝင်ရောက်လာပြီးတော့အကြမ်းဖက်အာနာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ဆောင်ရွက်နေတဲ့ကျန်းမာရေး CDN နိုင်ငံဝန်ထမ်းတွေအရက်ဖက်ကျန်းမာရေးဝန်ထမ်းတွေနဲ့ကျန်းမာရေးစေနာဝန်ထမ်းတွေအပြင်တော်လိုင်းရဲဘော်တွေနဲ့အတူတွဲဖက်ပြီးပြည်သူလူထုအတွက်ကျန်းမာရေးဆောင်ရှားမှုတွေကိုဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါတယ်။လက်ရှိအန်ဂျီရဲ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ရသပြည်သူတွေရဲ့ကုသရေးတင်မဟုတ်ပဲတိုက်ပွဲတွေမှာတရားရတဲ့ PDF တွေကိုကုသရေးအတွက်လဲ MOD နဲ့ပူးပေါင်းဆောင်ရွက်နေတာတွေရှိသလိုဆရာကြီးဒေါက်တာဇော်ဝေဆိုးကတော့လက်ရှိသက်ဆိုင်ရာဝန်ကြီးဌာနလုပ်ငန်းတွေအားလုံးကိုပြည်တွင်းမှာပဲအခြေစိုက်ပြီးတော့လုပ်ကိုင်ဆောင်ရွက်နေပါတယ်လို့လဲ NGO ရဲ့တာဝန်ရှိသူတူကပြောထားပါသေးတယ်။ဒါ့အပြင် NGO ဝန်ကြီးဒေါက်တာဇော်ဝေဆိုးဟာပြည်ပမှာရောက်ရှိနေတော့ကလည်းနိုင်ငံတကာကျန်းမာရေးနဲ့ပညာရေးညီလာခံတွေကိုတက်ရောက်ခဲ့ပြီးဆွေးနွေးဟောပြောမှုတွေဆောင်ရွက်ခဲ့တဲ့လို့ အမျိုးသားညီညွတ်အစိုးရရဲ့မူဝါဒတွေနဲ့မြန်မာပြည်သူတွေရဲ့ຫນွေဥတော်လန်ရိတ်ကိုနိုင်ငံတကာကသိရှိအောင်ဆောင်ရွက်ခဲ့တယ်လို့လည်းအယူကြီးကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ကချင်ပြည်နယ်မှာဗမော်မျိုးသိမ့်တိုက်ပွဲအပြင်းထန်စတင်ဖြစ်ပွားနေပြီး အကျံဖက်စကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့အသေးအံခုခံနေတယ်လို့ KIAC ရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက် KIAP တပ်ပူပေါင်းတပ်တွေကအချင်းပြည်နယ်မှာဗမော်မျိုးအပါအဝင်ထိုးစစ်တွေကိုယာယီရပ်ပေးထားပြီးတဲ့နောက်မှာပဲစေကောင်စီဘက်ကမြေပြင်မှာအလုံရင်နဲ့စစ်ကြောင်းထိုးတာတွေလှုပ်လာနေတဲ့အတွက်ဒေါ်လန်ကြီးပူပေါင်းတပ်တွေကဧပြီလ24ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးဗမော်မျိုးသိမ်းတိုက်ပွဲကိုအပြင်းထန်ဆင်နွှဲနေပြီဆိုပါတယ်အဲ့ဒီဗမော်မျိုးမှာ GNP ရဲ့ပူပေါင်းတက်တွေကစစ်ကောင်စီတက်စကန်တော်တော်များများကိုတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့လက်ကျန်တက်စကန်အနေငယ်သာကြံတော့တာဖြစ်ပြီးအခုခါမှာတော့တော်လိုင်းပူပေါင်းတက်တွေကဗမော်မြို့ကိုအပိတ်သက်တိမ့်ပိုက်ဖို့အတွက်စတင်တိုက်ခိုက်နေပြီးဖြစ်တယ်လို့တိုက်ပွဲတွေလည်းအပြင်းထန်ကိုဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကလည်းမြို့ကိုလက်မလွတ်ရရစ်အတွက်လေကြောင်းပစ်ကူတွေပါဒရဇက်သုံးပြီးအသေးအတန်ခုခံနေတယ်လို့ KIA စီးရေးသတင်းရှိမိကပြောထားပါတယ်ခင်ဗျာ ောက်မှာတော့မန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်မှာအချက်ဖက်စကောင်းစီလောက်ခံပြူစော်တီကောင်းဆောင်ထင်းနိုင်ဆိုသူကိုတော်လန်ရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့ပေမဲ့ပြန်လဲခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်ပွဲချင်းမျိုးကိုတိတ်သွားပြီသူစီလာတဲ့ကားကိုပါတင်းစီရရှိခဲ့တယ်လို့ပုတ်ပါပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ22ရက်နေ့ကပဲကြောက်ပတောင်းမြို့နယ်လမ်းမိုင်းတနေရာမှာအချက်ဖက်စကောင်းစီရဲ့မင်းဘူးမြို့နယ်ခလရ88လက်အောက်ခံပြူစော်တီကောင်းဆောင်ထင်းနိုင်တဲ့အပေါင်းပါတအူးတို့ လိုက်ပါလာတဲ့ကားကိုပုတ်ပါပြောက်ကြားတက်ဖွဲ့ကတည်င်းအတိအကျရတဲ့အတွက်အသင်ဆောင်ပြီးဖမ်းဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုဖမ်းဆီးတဲ့အချိန်ရီစော်တီခေါင်းဆောင်ထိနိုင်ဆိုသူနဲ့အပေါင်းပါတအူတို့ဟာခုခံထွက်ပြေးတဲ့အတွက်ဒေါ်လာရေးရပ်ဝရီကပြစ်ခတ်ဖမ်းဆီးရမှာတော့နှစ်ဦးစလုံးဟာနေရာမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်လို့ပုတ်ပါပြောက်ကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီနောက် ပစ္စတိကောင်းဆောင်ထေးနိုင်မောင်းလာတဲ့စစ်ကောက်စီတက်ရဲ့ဗိုလ်မှူးမင်းဝေဆိုသူအပိုင်အိမ်စီကားနဲ့အတူခဲရန်နဲ့ဆက်ဆက်ပစ္စည်းတွေကိုပါတော်လိုင်းတက်တွေကတင်စီရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ဘကိုးတိုင်းကပေါန်းတလေမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကခုခံတိုက်ခိုက်ချင်းမိုးရမှာစစ်ကောင်စီတပ်သား၃ကတော့နေရာမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီးတဲ့နောက်ဒဏ်ရာရတဲ့သူတွေနဲ့သူတို့စစ်သားမပါလောင်းတွေကိုတဲ့ပြီးပြန်ဆုပ်ပြေးသွားကြတယ်လို့363 PPDF တရင်ရဲ့တာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ23ရက်နေ့ကပဲ ပေါန်တလေမြို့နယ်တပြေးတောင်တန်းဘက်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကခုခံတက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါလေ။အဲ့ဒီလိုတက်ခိုက်မှုအတွင်းစေကောင်စီတပ်သား၃ဦးကတော့နေရာမှာပဲပြစ်လဲပြီးအသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်ခေါတန်ဦးကဒဏ်ရာတွေရသွားပြီးတဲ့နောက်စစ်ကြောင်းလည်းရှေ့ဆက်မတိုးရတော့ပဲ။ဒဏ်ရာရတဲ့သူတွေနဲ့တိတ်သွားတဲ့သူတို့စစ်သားမပါလောင်းတွေကိုကားတွေနဲ့တဲ့ပြီးပေါန်တလေမြို့ပေါ်ကိုပြန်ဆုတ်ပြေးသွားကြတယ်လို့၃၆၃ညတိ PPDF တရင်ရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီကနိုင်ငံတကာကိုလူကြားကောင်းအောင်သူတို့စစ်တပ်ကဧပြီလ30ရက်နေ့အထိနောက်ထပ်9ရက်အပြည့်ရထားပါတယ်ပြောပြီးတစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးတာတွေအဆက်မပြတ်လှုပ်ဆောင်နေရမှာမန္တလေးတိုင်းကညောင်ဦးမြို့နယ်အတွင်းကိုလည်းစစ်ကြောင်းထိုးဝင်ရောက်တဲ့အချိန်ပြည်သူပိုင်းနေအိမ်ခုနှစ်လုံးကိုအကြောင်းမဲ့မိရှုဖျက်ဆီးပြီးတံပိုးရှိပစ္စည်းတွေကိုပါခိုးယူတွားပြန်တယ်လို့ညောင်ဦးမြို့နယ်ပကပတပ်ဖွဲ့ရဲ့ကိုပြုကရင်ုံခစ်တဲ့ကိုပြောပါတယ်ဒါကတော့ဧပြီလ27ရက်နေ့ကပဲ ညောင်မျိုးနဲ့မြေတန်းတောင်ခြေရွာနဲ့ကြအူခြေရွာတို့ကိုအကျန်းဖက်စစ်ကောင်စီရဲ့တမရှစ်ရှစ်လက်အောက်ခံစစ်ကောင်စီတပ်သားတွေနဲ့အတူပြူစောတီတွေရဲတွေပါလိုက်ပါလာပြီးစစ်ကြောင်းထိုးဝင်ရောက်လာကြတယ်ဆိုပါတယ် အဲ့ဒီချင်းပြည်သူတွေလည်းဘေးလွယာကိုထွက်ပြေးသွားကြတဲ့အတွက်စစ်ကောင်စီတပ်စစ်ကြောင်းဟာဂျေးရွာတွေတဲကပြည်သူပိုင်းနေအိမ်ခွနလုံးကိုအကြောင်းမဲ့မိရှုဖျက်ဆီးသွားပြီးပြည်သူတွေရဲ့နေအိမ်တွေကတံပိုးရှိပစ္စည်းတွေကိုလည်းခိုးယူသွားရမှာနွားတွေဝက်တွေနဲ့ပြိပောကပစ္စည်းတွေပါမချမ်းသူတို့နဲ့အတူပါလာတဲ့ကားတွေပေါ်ကိုတင်ပြီးခိုးယူသွားကြတယ်လို့ညာဦးမျိုးနဲ့ပကပတပ်ဖွဲ့ရဲ့ကိုပြုကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့နေပြည်တော်မှာငလင်သစ်မြန်မာပြည်သူတွေအတွက်အရေးပေါ်အနေနဲ့ WFP ကဖြန့်ဝေပေးထားတဲ့အာဟာရဖြစ်ဘစ်ကွတ်တွေကိုပြန်လည်ရောင်းချနေတယ်ဆိုတဲ့သတင်းတွေထွက်နေတဲ့အတွက်အဲ့ဒီလိုရောင်းချတာတွေ့ရင် အရေးယူမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးကနေကြေညာလိုက်ပါတယ်။ဒါကတော့လက်ရှိမြန်မာနိုင်ငံမှာသကိုင်းငလင်ကြီးလှုပ်ကပ်သွားပြီးတဲ့နောက်မြန်မာနိုင်ငံကငလင်ဘေးတင်ပြည်သူတွေအတွက်ဆိုပြီးကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကနေအရေးပေါ်ရိက္ခာတွေနဲ့ဟာရာဖြစ်ဘစ်ကွတ်တွေကိုဖြန့်ဝေပေးခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုငလင်တင်ပြည်သူတွေအတွက် WFP ကနေအခမဲ့ဖြန့်ဝေပေးထားတဲ့အရေးပေါ်စားစရာဘစ်ကွတ်တွေကိုနေပြည်တော်မှာပြန်လဲရောင်းချနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အတွက်အဲ့ဒီလိုပြန်လဲရောင်းချတာတွေ့ရင်ချက်ချင်းအရေးယူမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးကနေတရားဝင်ကြေညာလိုက်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ